ကဲအားလုံးမင်္ဂလာပါအားလုံးကြည့်ရှုနေကြတဲ့ပုဂ္ဂိုလ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဖုံဖုံကအဲဥစွာမေတ္တာပို့ပါရစေအဲဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့တဘာဝငလျင်ဘေးကြီးက အမတန်ကိုဟိုကြီးကြီးကြီးမားပါတယ်အမတန်ကိုပဲအဲဒုက္ခများပါတယ်အမတန်ကိုပဲအဲဒုက္ခများလာပါတယ်အမို့ကြောင့်ယင်းအပျက်စီးတွေများတာကို ဟိုဘယ်လိုဖြည့်ရှင်းမလဲဆိုတော့ဖြည့်ရှင်းပုံနည်းလေးတစ်ခုပုံပုံဖတ်မိလို့ဖြစ်ပါတယ်နော်အဲ့ကတော့ဥဝေဆိုတဲ့အကောင့်ကနေပြီးတော့ပြောထားတာပါပုံပုံမျှပေးရှင်ပါတယ်သူပြောထားတာဘယ်လိုပြောထားတော့ဆိုလို့ရှိရင်တဲ့ယခုကလေးင်ပေးကတဲ့အပြည့်အစည်းအမိုက်လဲများနေပါတယ်တဲ့အလုတ်လက်မဲ့အငတ်လဲများနေပါတယ်တဲ့ထုံနေရာတွေကိုဖြည့်ရှင်းနည်းကတဲ့တစ်ချက်ခုနှစ်ချက်ပြတ်လုတ်လို့ရပါတယ်တဲ့ချက်ကနေရှိဗိုလန်တီးယားအားကိုအလူငွေကိုစီမံသူလက်ထဲ စီတီဗန်မောက်ချခြင်းလို့မရပါဘူးတဲ့နေစားအလို့သမားတိတ်နဲ့ချီခေါ်ပြီးတော့တရက်ကို2000ပေးလိုက်ထမင်း3နိုင်ကျွေးလိုက်ထမင်းဆိုင်တွေလည်းထမင်းတို့တိတ်ချီအော်ဒါအပ်လိုက်မယ်ဆိုရင်တဲ့ဖောကားမြေကားဖောကားမြေတဲ့ကားတွေပုတ်ပြငှအပြက်အအပြက်အပြက်စီအုတ်ကျိုးပုံတွေကိုပေါ့နော်မြင်းနေရချိုင်းနေမှာသွားတွန်လိုက်မယ်တဲ့အဲဘူဇိုတာပုတ်ပြငှတဲ့ထကံဘူဇိုကပုတ်ပြငှတွန်ပြေးသားအုတ်ပုံတွေကိုအဲ့ပေါ်ကညှိမယ်တဲ့ တခါတည်းရန်ဇီးသီးပန်းကိုအလုသမားတွေပေါ်မှောက်ရင်တဲ့အလောက်ကန်အခွင့်လန်းနေတယ်ဖြစ်လာမယ်တဲ့အမြန်သားရမယ်တဲ့အငတ်ဘေးပါပြေးလဲမယ်တဲ့ထမင်းဆိုင်တွေလည်းပြန်လဲထူထောင်ဖို့ကိုယ်ဝင်ကိုယ်ကိုရလာမယ်တဲ့ခုလိုနည်းနဲ့ရှင်းရင်လွယ်ပါတယ်တဲ့နိုင်ငံရေးပညာဆိုတာတဲ့တထေးလိုငွေထမလူနိုင်ဘူးတဲ့စီမံခန့်ခွဲနည်းကိုတည်တာတဲ့အဲ့ပညာတန်ဖို့ဒီမှာနိုင်ငံရေးပညာကိုအထင်မသေးတာတဲ့ဇိန်ဥနေတဲ့ရေးထားတာပဲသူရေးထားတာနော်အဲ့တော့ဘုန်းကြီးနေနဲ့သဘောကြပါတယ် အဖုန်ကြီးလည်းအားပေးပါတယ်ဖုန်ကြီးလည်းအားပေးပါတယ်ဘာကြောင့်လို့ဆိုလို့ရှိရင်ဘာကြောင့်လို့ဆိုလို့ရှိရင်ဒီနေ့လူတွေကအဒုက္ခရောက်လဲရောက်တယ်ပြီးတော့အချောင်လဲရနေတယ်လို့ထင်နေမှာဆိုရပါတယ်အမွန်ကြောင့်အလုသမားတွေလည်းအလုတွေများများရအောင်အလုသမားတွေကိုလည်းပဲဒီနေ့2000 3000ပေးလိုက်ပါအဲကားတွေလည်းကားလို့ကားရှိတဲ့သူတွေလည်းအလုရအောင်လုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်အလုံးအရှင်ပြေနိုင်ပါလိမ့်မယ် အလောက်ကန်အခွင့်လန့်ဖန်တီးပြီးတော့ကုညီလိုက်တာက ပို့ပြီးတော့ထိရောက်ပါတယ်။ဒါကြောင့်အလောက်ကန်ခွင့်လန့်နေဖြင့်လူတွေကိုအလောက်တွေလုံခွင့်ရလာအောင် လုံနိုင်တဲ့အခွင့်လန့်တွေပေါ်လာအောင်စနစ်တကျစမ်းမိုင်းနဲ့ညီညွတ်အောင်ထမင်းနဲ့လက်ကျွေးပတ်စံနဲ့လက်ပေးအလောက်တွေလက်ခိုင်းဆိုလို့ရှိရင် ပြန်လဲပြီးတော့လှင့်လင်းမြန်မြန်ကြီးပြန်လဲပြီးတော့ဘုန်းကြီးတို့ရဲ့ဒုက္ခတွေမှာပြန်လဲပြီးလွတ်မြောက်ပြီးတော့မြန်မာဟိတ်လို့ ကျွေးကြော်နိုင်မှာဖြစ်ပါတယ်အဲ့ဒီနီလန်းကိုအားလုံးကျင့်သုံးပေးနိုင်ရင်ကောင်းပါတယ်လို့ခွန်ကြီးတို့အကြံပြုပေးလိုက်ပါတယ်ဗျာအားလုံးကျမ်းမှာချမ်းသာကြပါစေ